ဆရာကြီးဥဒုခရဲ့ဓမ္မကထာစာပေတာဤဆောင်အုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။ဂျေဇူးတရား1ဂျန်နိုသူတို့မှာတို့ဤအခြေခံသဘောကို၎င်းသူတို့ကောင်းတို့ဤအခြေခံသဘောကို၎င်းဟောကြားအံထိုတရားကိုနာကြားကုန်လော့ကောင်းစွာနှလုံးသွင်းကုန်လော့ဟောကြားပေအံဟုမိန့်တော်မူ၏ ရှင်ဖျားကောင်းပါပြီဟုထိုယဟန်တို့သည်မြတ်စွာဘုရားအားပြန်ချလျှောက်ထားကြကုန်၏မြတ်စွာဘုရားသည်ဤတရားကိုဟောတော်မူသည်ယဟန်တို့သူယုံမာ၏အခြေခံသဘောသည်အဖယ်နီယဟန်တို့သူယုံမာသည် ပြုတ်ဘူးသောသူ့ဂျေဇူးကိုမသိပြုတ်ဘူးသောသူ့ဂျေဇူးကို ထင်စွာပြုတ်ရင်မသိယဟန်တို့ပြုတ်ဘူးသောသူ့ဂျေဇူးကိုမသိခြင်းပြုတ်ဘူးသောသူ့ဂျေဇူးကိုထင်စွာပြုတ်ရင်မသိခြင်းကိုသူယုံမာတို့သည်ချီးမွမ်းကုန်၏ယဟန်တို့ပြုတ်ဘူးသောသူ့ဂျေဇူးကို မသိခြင်း ြုတ်ဘူးသောသူ့ကျေးဇူးကိုထင်စွာပြုတ်ရမသိခြင်းဟူသောဤအလုံးစုံသည်သူရောက်မာ၍အခြေခံသဘောပေသည်ယဟန်တို့သူတော်ကောင်းတို့သည်ကပြုတ်ဘူးသောသူ့ကျေးဇူးကိုသိ၏ပြုတ်ဘူးသောသူ့ကျေးဇူးကိုထင်စွာပြုတ်ရသည်၏ယဟန်တို့ပြုတ်ဘူးသောသူ့ကျေးဇူးကိုသိခြင်းပြုတ်ဘူးသောသူ့ကျေးဇူးကိုထင်စွာပြုတ်ရသိခြင်းကိုသူတော်ကောင်းတို့သည်ချီးမွမ်းကုန်၏ယဟန်တို့ ြုဘူးသောသူ့ကျေးဇူးကိုတည်ခြင်းပြုဘူးသောသူ့ကျေးဇူးကို ထင်စွာပြု၍တည်ခြင်းသည်ဟူသောဤအလုံးစုံသည်သူတော်ကောင်းတို့၏အခြေခံသဘောတည်းဟုမိန့်တော်မူသည် မောင်လာအေးမင်းအခုဖတ်နေတာအင်္ဂုတ္တရပါဠိတော်မြန်မာပြန်မဟုတ်လားကွာဟုတ်ပါတယ်ပါပါတုက္ကနိဘတ်တမစိတ်တာဝက်ပါမင်းအတိတ်ပဲတော့နားလဲပါတယ်နော် ဟုတ်ကဲ့ပါပါပြုဘူးသောသူ့ကျေးဇူးကိုမတိဆိုတာနားလဲပါတယ်ပြုဘူးသောသူ့ကျေးဇူးကိုထင်စွာပြုရင်မတိဆိုတာကိုတော့ကျွန်တော်နည်းနည်း မရှင်းမှုပါပါသူယေຊုမတိဆိုတာကအတိအမှန်မပြူတာ ထင်စွာပြုရမတိဆိုတာကယေຊုကိုပြန်ဆက်ရခောင်းမှမတိတာအဲ့ဒါလိုပဲသူယေຊုကိုတိချင်းသူယေຊုကိုထင်စွာပြုရတိချင်းဆိုတာက သူတထွေရဲ့ယေຊုကိုမိမိကအတိအမှန်ပြူတာယေຊုကိုပြန်ဆက်ရခောင်းမှတိတာကိုဆိုလိုတာဖြစ်တယ်အဲ့ဒါလိုယေຊုတရားနဲ့ပတ်သက်ပြီးပုဂ္ဂလပညာမြန်မာပြန်ဒုက္ခပုဂ္ဂလပညာမှာဟောတော်မူထားတာရှိတယ်ကွယ် လောက၌ရနိုင်ခဲကုန်သောပုဂ္ဂိုလ်များတို့သည်အဖယ်နီးအကျင်ပုဂ္ဂိုလ်သည်ကရှေးဥစွာခြေစုပြုတတ်၏အကျင်ပုဂ္ဂိုလ်သည်ပြုပူးသော သူ့ခြေစုကိုထင်စွာပြလေရှိ၏ဤပုဂ္ဂိုလ်များတို့သည်လောက၌ရခဲကုန်၏တဲ့အဲ့ဒီအထိပယ်ကတော့သူတတူအမိမိကစတင်ခြေစုပြုပေးသူလည်းရှာတဲ့သူ့ခြေစုကိုမိမိကပြန်ဆက်တဲ့သူလည်းရှာတဲ့မင်းနားလဲပါတယ်နော်နားလဲပါပြီဘာဘာအဲ့ဒီသဘောတရားကို မင်္ဂလာတော့မှာကတိညုတကတဝေဒီလို့ဟောတော်မူတယ် အေးကျေးဇူးရှင်မန်လေးဆရာတော်ဘုရားကြီးရဲ့မကဒီဝါလင်ငါကြီးမှာတော့ကျေးဇူးတရားနဲ့ပတ်သက်၍ခက်ခဲခြင်းသုံးမျိုးကိုဟောတယ်လို့ဖော်ပြထားတယ်ကွယ်မေတ္တာရှေးဦးပြုပေဘူးကိုကျေးဇူးတိမှု ကတညုတိထိုသူချက်ပင်ကျေးဇူးအင်ကို တင်ပင်မချွတ်ပြောဆိုတတ်ကသူမြတ်မှန်လာကတဝေဒီဟူတုံမီရှင့်လောကီလူဆုံးမြညာနုတို့သူပြုအထူးသူကျေးဇူးကိုကြည်နူးဝမ်းမြမခောက်မရနှစ်သက်အင်ရွယ်တိတက်ခဲဤတဲ့ အဲ့ဒီစကားမင်းဘယ်လိုနားလဲတယ်သူ့ဂျေဇူးကိုတည်တတ်တဲ့သူကတယောက်သူ့ဂျေဇူးရှိတဲ့အကြောင်းတပါးသူတို့အားဝင်းမြဝင်းသာပြောပြရတဲ့သူကတယောက်နောက်သူ့ဂျေဇူးကိုပြန်ဆက်တဲ့သူကတယောက်အဲ့ဒီလိုပုံကူ၃ဦးဟာရှားပါတယ်အေးကောင်းတယ်ကွာမင်းနဲ့ငါဆွေးနွေးခဲ့တာတို့တလုံးဘုကစပြီးဂျေဇူးတရားတွေအကြောင်းကိုဆွေးနွေးခဲ့ကြတယ်လေဒီနေ့တော့သူတို့သူ့ဂျေဇူးကိုတည်တတ်လို့ဂျေဇူးပြန်ဆက်တဲ့ဝိတုသားတကာကလေးတွေကိုဆွေးနွေးကြရအောင်ပေါ့ကွာအဲ့ဒီဇာဝိတုတွေကအများကြီးပေါ့ ဂုဏဇက်ကိုဆွေးနွေးကြရအောင်ဂုဏဇက်ဆိုကလေးကဂုံကျေးဇူးကိုပြောတာမဟုတ်လားမြတ်စွာဘုရားကအရှင်အာနန္ဒာကိုကြောင်းပြုပြီးအတိတ်ဇက်ကိုခေါ်တာလေရှေးတယောခာဟိမဝန္တာမှာဘုရားလောင်းချင်းတင်မင်းကြီးရှိပါတဲ့တနေ့တော့သမီးတကာကိုအင်အားပလနဲ့ခုံအုပ်လိုက်တဲ့အခါသမီးကိုမမိပဲညွန်အန်ကြီးတဲ့ကြာသွားပါတဲ့ခွန်အားနဲ့ရုံးတော်လည်းပဲနှုံညွန်တဲ့ကမထွက်နိုင်တော့ပါဘူးနှုံးဆိုတာကလည်းလှုပ်လေမြုပ်လေရုံးလေနှစ်လေမဟုတ်လား ဒီလိုနဲ့ခုနှစ်ရက်ကြာတဲ့အခါအစာအိမ်စာငတ်ပြီးသေတော့မတတ်ဖြစ်နေတယ်ထိုခိုက်မှာအရှင်အာနန္ဒာအလောင်းမြေခွေးကညုံအိုင်ထိတ်ကိုရောက်လာတယ်ဒီတော့ရှင်သင်မင်းကအဆွေမြေခွေးငါကိုကဲနိုင်ရင်ကဲပါလို့တောင်းပန်ပါတဲ့ဒီခါမြေခွေးကအချီနေရက်ရက်ကို သုံးသပ်ပြီးတော့ညွန်တွင်းကိုညင်ညင်သာသာတရိပ်ကြီးစွာထားပြီးဆင်းလာတယ်အချင်းရှင်သင်မင်းကျွန်ုပ်ကအချိန်တန်ပြီလို့မပြောမချင်းနှုတ်ရှာယုံကံခြင်းမပြုပါနဲ့လို့တရိပ်ပေးလိုက်ပါတဲ့ တဘောကတော့ချင်းတင်မင်းမှာအလဟာတာအာရင်ကုန်ခန်းနေရင်အရေးကြီးတဲ့အခါခွန်အားမရှိမှဆိုလိုပါတကယ်တော့လဲချင်းတင်မင်းကမလောက်နိုင်တော့ပါဘူးလေမြေခွေးကချင်းတင်မင်းရဲ့ခြေနှောင်လက်နှောင်နေရာကညွန်တို့ကိုလက်နဲ့ရက်ပြီးမြောင်းလေးကိုဖောက်ပေးပါတယ်မြောင်းနေဖြစ်လာတော့ညွန်ပေါ်မှာဝစ်နေတဲ့ရေတွေကစီးဝင်ပြီးနှုံးတွေမှာပျော့ပြောင်းလာတာပေါ့ရေဝင်များလေတွက်လေပါပဲဟုတ်တာပေါ့ရှွန်းနေနေကိုရေများများနဲ့ရောလိုက်တယ်လို့အီပြောသွားနိုင်တာပဲအေးအဲ့ဒီတိုင်းပေါ့က ဧည့်သည်လူရေတွေကြောင့်ညွန်နူးလာတော့ခါကြမှာမိခွေးကချင်းတင်မင်းရဲ့ဘိုက်အောက်ကိုဝင်ပြီးဥကောင်းတယ်မှလာရင်အရှင်ချင်းတင်မင်းအားဆိုင်ခုံလိုက်တော့လို့အချက်ပေးလိုက်တယ်။အဲ့ဒီတော့မှချင်းတင်မင်းကအားဆိုင်ခုံလိုက်တာညွန်အိုင်တဲကလွတ်သွားပါရောတယ်ဗျာ။ဟွန်းတတ္တဝါဆိုတာကြီးတယ်ငယ်တယ်မဟုတ်ဘူး။သူ့နေရာနဲ့သူကျေးဇူးပြုနိုင်တာပဲနော်ဘာဘာ။တတိယလိုကြားပြပြောရအောင်မယ်ကျွန်တော်တို့တတိယနဲ့မြန်မာဖက်စာထဲမှာဗားတယ်ဟိုဝိတုတပုတ်ရှိတယ်လေပြောစမ်းပါအောင်ဗျာ ။ဝန်ဒီတို့လေးပါပါရဲ့။ချင်းသေးကြီးတကောင်ကတောမုံစုထောင်ထားတဲ့ပိုက်ကွန်ထဲမှာမိနေတဲ့။ပိုက်ကျိုးလေးတွေကတင်းငယ်လွန်ပင်မဲ့အလွန်ကြစ်လက်ခိုင်မာနေလို့ချင်းသေးကြီးကကြိုက်လို့လည်းမပြတ်၊ကုတ်လို့လည်းမပေါက်ပဲ။ချင်းသေးကြီးကယုံလေထွေးလုံးရစ်ပတ်ဖြစ်နေတဲ့နောက်ဆုံးတော့အရင်ကုန်ခံပြီးမောပန်းနေပါတော့တဲ့။အဲ့ဒီခါမှာကြွက်ကလေးတကောင်ကချင်းသေးမင်းအဖြစ်ကိုမြင်တော့ကျွန်တော်ကူညီပေးလို့ရမလားလို့မေးတဲ့။အဲ့ဒါကိုချင်းသေးကနင့်လိုကောင်းငယ်ကလေးကဘာများ ။ကူညီနိုင်မှာမို့လဲစိတ်ရှိပါတဲ့အထဲသွားဆန်းကွာလို့ငေါက်လိုက်လေတဲ့။အဲဒီတော့ကြွယ်ကလေးကကျွန်တော်ကူညီနိုင်တာလက်တွေ့ပြပါမယ်ဆိုပြီးချင်းသေးကြိုက်လို့မရတဲ့ပိုက်ကျိုးလေးတွေကိုထက်မြက်လာတဲ့သူ့သွားကလေးတွေနဲ့အချိန်အတန်ကြီးကြအောင်ကြိုက်ပြီးကြိုက်ပြီးပေးလိုက်တာ။ပိုက်ကျိုးပြက်ပြီးချင်းသေးကြီးလွတ်သွားပါလေရော။အဲ့ဒီခါချင်းသေးကြီးကကျေးဇူးတင်ပါတယ်ကွာလို့ပြောလိုက်တဲ့အခါအကောင်ငယ်တို့တော့အထင်မသေးပါနဲ့ဗျာသူ့နေရာနဲ့သူအုံချနိုင်တဲ့အစွမ်းအစားတော့ရှိတာကြီးပဲလို့ ကြွက်ကလေးကငေါ့တော်တော်ပြောပြီးထွက်သွားပါလေရော့တဲ့မင်းမှတ်မိသားပဲအေးကျွန်တော်ပြောတော့စကားစာပြတ်သွားပြီဘာဘာစကားပြန်ဆက်အောင်အေးမင်းချင်းတဲ့ကြီးကတော့ဂျေစုတင်ပါတယ်စကားလောက်သာပြောပြီးထွက်သွားပြင်မဲ့ဖျားလောင်းချင်းတဲ့မင်းကတော့သူ့ဂျေစုရှင်မြေခွေးကိုလှိုင်းကူတဲ့ခေါ်ပြီးကျွေးမွေးပြုစုဂျေစုဆက်ပါတဲ့နေတိုင်းနေတိုင်းသားကောင်များကိုဖန်စီတက်ဖြတ်ပြီးတဲ့နောက်မြေခွေးကိုစားဥစားပြကျွေးတယ် မြေခွေးမနဲ့မြေခွေးကလေးတွေကိုလည်းသူ့အချင်းသေးမနဲ့သူ့အချင်းသေးကလေးတွေနဲ့အတူတူထားပြီးအစားအသောက်မှာစပြုစုဆောင်ရှောက်ပါတဲ့ဟုတ်တာပေါ့ကျွန်တော်ချင်းသေးကြီးတဲ့တားနေတာပဲပါပါရဲ့နေုံဒီချားတဲ့အနောက်ဆက်ကဝင်းလာသေးတယ်ဘယ်လိုလဲဆိုတော့နေရှိလာမြချင်းသေးကြီးရဲ့စာဥစာပြားကိုအခန်းသားစားနေတာမို့ချင်းသေးမကြီးကမြေခွေးသားမိတွေပေါ့မလို့တမဖြစ်လာတယ်ချင်းသေးမိကိုမြေခွေးကအသက်ကယ်လိုက်တဲ့အကြောင်းသူကသိမှမသိပဲကိုဒီတော့ ချင်းတင်မင်းနဲ့မြေခွေးအစာရှာထွက်သွားတဲ့အခါမြေခွေးမနဲ့ကလေးတွေကိုညူစုလာတဲ့ဟိမ့်ဟောင်းမောင်းမဲလာတယ်ဒီတော့မြေခွေးသားမိတစုကမနေဝင်ကြတော့ဘူးပေါ့ကြာတော့အဲ့ဒီအကြောင်းကိုမြေခွေးမကမြေခွေးထီကိုပြောတယ်အဲ့တော့မြေခွေးထီကချင်းတင်မင်းကိုသူတို့မိသားစုအချားကိုထွက်သွားပြစေတော့လို့နှုတ်ဆက်တဲ့အခါချင်းသေးကြီးကဘာကြောင့်ထွက်သွားကျင်တာလဲလို့မေးတယ်မြေခွေးကအကျိုးအကြောင်းပြောပြတယ်အဲ့ဒီမှာရင်ချင်းသေးမင်းက ကျင်းသေးမကိုမြေခွေးကြောင့်သူအသက်မသေးခဲ့ရကြောင်းမြေခွေးရဲ့ကျေးဇူးကြီးမပုံကြောင့်နားချပြောတော်မှကျင်းသေးမကကြည်ပြူပြီးဆွေ90မျိုး90တိုင်အောင်အဆွေခင်ပွန်ဖြစ်သွားပါတဲ့ကွာအဟိတ်ဒရိစံသာဆိုတဲ့သူကျေးဇူးကို သိကြတယ်နော်ဘာဘာလူဖြစ်ဖြစ်ဒရိစံဖြစ်ဖြစ်ပါရမီရှိတဲ့သူက သိတတ်ကြပါတယ်မင်းခုနကပြောတယ်တတရားနဲ့မြမစာဖတ်စာတွေကကျင်းသေးကြောင်ကြားရတော့တို့ငယ်ငယ်တတ္တမထဲမှာသင်ခဲ့ရတဲ့အင်္ဂလိပ်ဖတ်စာတွေက Andrew Sleet and the Lion ဆိုတဲ့ဝတ္ထုလေးတတိယလိုက်မိတဲ့ American ရုပ်ရှင်ကားကိုလည်းကြည့်ဘူးတယ်ဒီလိုကရှီယောမခစ်မှာတပ်ဦးဆံပိုင်းကျွန်ပိုင်းကြီးပိုင်းစနေကကြီးထွားနေတယ်ကိုဝယ်ထားလို့ရတဲ့ကျွန်များကထွက်ပြေးပိုင်ခွင့်မရှိဘူးထွက်ပြေးတာကိုဖမ်းမိရင်အသက်ဆုံးသည့်အထိစီရင်ပိုင်ခွင့်ရှိတယ်ကြီးကျွန်တွေကိုအများကြီးပိုင်ဆိုင်တဲ့မြို့သားကြီးတူကအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့ခိုင်းစီယာမှာတာဝန်မကျေဘူးဆိုရင်သူ့သဘောနဲ့မတွေ့ဘူးဆိုသွေးထွက် တန်ယူဖြစ်အောင်နှိမ့်ဆက်ကလူပြုတ်တဲ့နေ့စီလာများအစာငတ်ထားတယ်။သူ့ကြေးကျွန်နေတဲ့မှာ intro sleep အမိရတဲ့သူ့ကျွန်တယောက်ကမြို့သားရဲ့နှိမ့်ဆက်ကိုခံရဆုံးဖြစ်တဲ့။မခံနိုင်တဲ့အဆုံးမှာတော့ရောမမျိုးတော်ကြီးကနေထွက်ပြေးချတယ်။ intro sleep ကတော့တဲ့ရောက်လာတော့လမ်းကလည်းမသိအစာရေစာကလည်းမရှိလို့အလွန်စိတ်တဲ့ကြပြီးဝမ်းနဲ့ပူဆွေးနေရှာတယ်။မြို့သားထံပြန်လို့ကလည်းမဖြစ်တော့ဘူး။ပြန်ရောက်တာနဲ့အသက်ခံရမှာကတေးကြတယ်မဟုတ်လား။ဒီလိုနဲ့ဇွတ်တုတ်ပြီးသွားရတဲ့အခါ တောဆက်တနင်္လာခြုံနေဘေးနားမှာဝင်နေတဲ့ချင်းသေးကြီးတကောင်ကိုတွေ့လိုက်ရတယ်တွေ့တွေ့ချင်းတော့ Andrews Lee ကတေးရမလောက်ကြောက်သွားတာပေါ့အလင်းအမြန်ထွက်ပြေးရအောင်ကလည်းသူ့မှာအစာရေစာပြန့်လို့မတ်တက်ကတော့လဲရတော့မလို့ဖြစ်နေပြီလေဒါကြောင့်ချင်းသေးအစာခံပြီးသေးချင်းလဲသေးပါစေတော့လို့စိတ်ပိုင်းဖြတ်လိုက်မိတဲ့ချင်းသေးကြီးကမတုံမလို့ဖြစ်နေတဲ့ Andrews Lee ကိုမြင်နေပေမဲ့ဝိယာကထမလာဘူးဒေါသတကြီးနဲ့ဟင်းချင်းဟောက်ချင်းလည်းမပြုတ်ဘူးညှို့ငယ်တဲ့မျက်နှာထားနဲ့ ခေါင်းကြီးကိုဆောင်းငယ်ပြီးမဆက်ကဟယုံသာဟပြီးကြောင်ကြီးတကောင်လိုညဉ့်ညူသာနေပါတဲ့ဒီတော့အင်ဒရိုစလီကအကြောင်းနဲ့နဲ့ပြေပြီးတည်တည်ချာချာကြည့်မိတယ်ချင်းတဲကြီးကလည်းညင်းညင်းညူညူနဲ့သူ့ညာဘက်လက်ကိုရှာနေရလအင်ဒရိုစလီကိုညှို့ငယ်တဲ့မျက်လုံးနဲ့ကြည့်လိုက်တောင်းမန်တဲ့အမူအရာမျိုးသာလှုပ်ပြနေတဲ့အဲ့တော့အင်ဒရိုစလီကဘေးအန္တရာယ်မရှိချောင်းမရှိနိုင်ချောင်းရိပ်မိလို့ချင်းတဲကြီးအနာအနဲ့တိုးသွားပြီးကြည့်လိုက်တော့လာလား ရှင်သေးကြီးရဲ့လက်ပွားမှာညောင်ကြီးကထုံချင်းပေါက်စုနေတာတွေ့ရတဲ့။အိုးဒါကြောင့်ကူထုံချင်းပေါက်စုထားတယ်ဆိုတော့ဘဲထနိုင်မလဲနော်ဘာဘာ။အေးမထနိုင်တာ။ဘယ်နေရများတောင်ရှိသွားမလဲမသိပါဘူး။အနာမှာပြည်တွေတဲပြီးလောက်တွေတဖွာဖွာဖြစ်နေပါတဲ့။ဒါကြောင့်အစာရေစားလဲပြန့်ငန့်နေပုံရတယ်။အနာကလည်းကြိုက်ခဲနာကျင်နေပုံရတယ်။ဒီတော့ Indus Lee ကကရုဏာတက်လာတယ်။ဒီလိုကရုဏာတက်လာတော့မိမိအသက်အန္တရာယ်ကိုဗဒါနာမပြုတော့ဘဲနဲ့ကုညီကဲမလို့တဲ့စေတနာတွေပေါ်လာတာကြောင့် ကျင်တဲ့ကြီးအနာကိုမရက်တရက်တို့ပြီးဥခန့်ကိုကျင်နာစွာယူရစွာနဲ့ချော့မော့ပွက်သက်ပေးလိုက်တယ်။ကျင်တဲ့ကြီးကလည်းအကြောင်းကလေးတကောင်လိုနှစ်သိမ့်ခံယူနေပါတဲ့။ကျင်သိရိုးကြတို့ကအကြောင်းရဲ့အမျိုးအနွယ်လိုတိတ်ပန်စရာတွေကဆိုကြတာပဲ။အေးကြားစရာအကြောင်းလို့တော့ကြားဘူးတာပဲ။အေးဘာပါဆက်ပြောပါအောင်ဝိထုကို။အင်ဒရိုစလီကညောင်ကြီးကိုတအားဆွဲနှုတ်လိုက်တယ်။ချင်းသေးကြီးကနားပဲမယ်လို့ဟိဟောက်ချင်းတော့မပြုတ်ပါဘူးအဲဒီနောက်နာကလောက်သေးကိုတန်ရှင်းပေး သွေးပုတ်တွေပြည်တွေကုန်စင်အောင်ညှစ်ထုတ်ပေးရှာတယ်။ခြေသေးကြီးကလည်းတင်းကြီးကြီးတညူညူနဲ့ခန်းနေရှာတယ်။အင်ဒရိုစလီကဒဏ်ရာရှိတဲ့လက်ကိုယွယွရရပုတ်သက်ပေးတယ်။ခြေသေးကြီးကလည်းအင်ဒရိုစလီရဲ့လက်ကိုကျေးဇူးတင်တဲ့သဘောနဲ့ရှာနေရက်နေပါတဲ့။ခွေးကလေးကြောင်ကလေးများလို့ပေါ့ကွယ်။ခုတ်တယ်နော်ပါပါအိမ်မှာမွေးထားတဲ့ခွေးတို့ကြောင်တို့ကတက်ခင်ကိုရှာနေရက်ပေးတဲ့တဲ့။ချစ်ခင်တဲ့သဘောကျေးဇူးတင်တဲ့သဘောပေါ့။အင်ဒရိုစလီကခြေသေးကြီးနာကြကြမနေနိုင်ဘူး။ သူကိုလိုက်ဖမ်းမရန်နဲ့ဝေးအောင်ပြေးရအောင်မလဲမျိုးသားရဲ့နေဘဲကလွန်မလွတ်မှာကိုဒါကြောင့်ချင်းတင်ကြီးကန်းကိုယူရကျင်နာစွာနဲ့ပုတ်သက်ပေးပြီးထွက်ခဲ့ရတယ်ချင်းတင်ကြီးကလည်းသူ့ကိုတညင်းကြီးတညူညူနဲ့ကြီးရင်ချမ်းရစ်ခဲ့ပါတဲ့အင်ဒရိုစလီကဝဲဝဲတော့မပြေးနိုင်ပါဘူးနောက်၄၅ရက်ကြာတော့အပြတ်ပြီးလဲနေတဲ့အင်ဒရိုစလီကိုမျိုးသားရဲ့တသားတွေကဖမ်းမိသွားပါလေရောဟောဗျာသူခင်ဗျာတနာပါတယ်ပြေးစရာမေးမရှိ ရွေးစရာငွေမရှိတဲ့ဘွားပဲကိုဒီလိုနဲ့အသက်ခံလိုက်ရရောလားပါပါရိုးရိုးတန်တန်တက်ဖို့တောင်စီစဉ်ကြတာမဟုတ်ဘူးတဲ့ဗျာကျင်သေးစာကျွေးမတဲ့အဲ့ဒီခေကပွဲကြီးတပင်ကြီးအနေနဲ့တောင်လောက်တက်ကြသေးတယ်မင်းမြင်ဘူးဖတ်ဘူးမှာပေါ့ရုပ်ရှင်နဲ့စာပေတွေတဲ့မလေးလူတွေအုပ်စုချင်းတစ်ဖက်နဲ့တစ်ဖက်တက်ကြတာတို့မြင်းစည်းချင်းလန်ရှည်ချင်းနဲ့ထိုးကြတာတို့ရထားစည်းချင်းခုတ်ကြထိုးကြတာတို့အဲ့ဒါမျိုးတွေလောက်ကြတဲ့အခါပြည်သူလူထုကလည်းရားလိုက်ထောင်းလိုက်စိတ်ဝင်စားလာကြည့်တယ် ကြည်တာမှရိုးရိုးတန်းတန်းမဟုတ်သေးဘူးဟိအော်အာပေကြွကြွညံအောင်အော်နေကြသေးတာခရီးယံဘာသာဝင်မန္တန်များကလေးသူငယ်မကျန်တန်ကြိုက်အကျကြီးတန်းမှထည့်ပြီးကြားရင်နဲ့တော့၎င်းချင်းသေးရင်နဲ့တော့၎င်းလှုပ်ပေးလို့ခုံအုပ်ကြိုက်တတ်အပိုင်းပိုင်းပြက်ပြက်စားကြဝါကြတာတွေကိုပြိတက်ကကြည်ပြီးတဲတဲ့ရင်ပေါ်ရတာကိုခံစားနေတတ်ကြသေးတယ်အင်ဒရိုစလီကိုတတ်မဲ့စီစဉ်ကလည်းဒီလိုစီရင်မျိုးကိုလှုပ်ကြတယ်နေ့ရက်ကိုတတ်မဲ့ပြီးထွက်ပြေးတဲ့ကျွန်းကိုချင်းသေးစာကျွေးမဲ့အကြောင်းတစ်မျိုးလုံးကိုကြီးညာလိုက်တယ် အဲ့ဒီနေ့ရောက်တယ်ဆိုရင်ပဲပြည်သူလူထုကနက်နက်စာစားပြီးကြတဲ့ကမြို့လယ်မှာရှိတဲ့အေရီနာခေါ်တဲ့အာကစားကွင်းကြီးရလူသက်ကွင်းကြီးပေါ်ကအဲ့ဒီနေရာကို ပြည်သူတွေကအရှုရှုရာထောင်မကရောက်လာကြတယ်။ဘွဲ့ကြီးပရိသတ်အတွက်ကအစဉ်စဉ်တန်းရကြီးတွေနဲ့ဝိုင်းဝိုင်းလဲလဲရှိနေသေးတယ်။မြင်ကွင်းအကောင်းဆုံးနေရာမှာတော့မို့နဲ့ကားနဲ့တန်တန်ပြန်ပြန်ဂရီဘာထိုင်ကုန်ဆောင်ရောင်များရှိပါတယ်။အဲ့ဒီနေရာကတော့ရောမဘရင်မိဖုရားနဲ့တကွာမူကြီးမတ်ကြီးဆွေတော်မျိုးတော်တွေရဲ့ဘွဲ့ကြီးစင်ပေါ့။ တန်လောင်ချိုင်ကြီးရဲ့အနီးဆုံးနေရာမှာမြို့သားနေသားတို့ရဲ့ကြေကျွန်မှုသည်မြမိမယောက်ျားကလေးသူငယ်မကြံတစုတဝေးတည်းထားပြီးထွက်ပြေးတဲ့ကျွန်းတယောက်ရဲ့တီဝဲကိုမြဝါထင်ထင်ကြည့်စီမြင်စီပါတဲ့ဒါကကျွန်းနေထွက်မပြေးဝင်အောင်ပြတယ်တဘောနေမှာပေါ့နော်ပါအေးပေါ့ကွာဒီတဘောနဲ့တန်လောင်ချိုင်ကြီးတဲ့ကိုအင်ဒရိုစလိကိုသွင်းပေးလိုက်တယ် ဤသူဟာမျိုးစားကြီးပဲသူရဲ့ထွက်ပြေးတဲ့ကျွန်းဖြစ်တယ်ပေါ့သူမှာအပြစ်ရှိတယ်အလျောက်ယခုချင်းသေးစာကြွေးပါတော့မယ်ကြီးညာလိုက်တဲ့ကပြည်တဲ့ကြီးကတခဲနဲ့ဩပါပေးပါတဲ့မြင်နေရတဲ့ကျွန်းတွေကတော့ယင်ထုမနာဖြစ်ပြီးငိုသူကငိုဖျားတာတဲ့သူကတချိန်စဲသူကချိန်စဲမကြည့်ရမမြင်ရလို့မျက်လုံးကိုဇုံမိတ်ထားသူကဇုံမိတ်ထားပေါ့တန်လောင်ဆိုင်တဲကအင်ဒိုစလီကလည်းမျက်လုံးကြီးကိုဇုံမိတ်ထားတာပဲမကြပါဘူး တန်လောင်အင်ဂျင်နဲ့ဆက်ထားတဲ့ချင်းသေးလောင်ချိုင်ရဲ့တန်တကားကြီးဖွင့်တဲ့ဂျိုးဂျိုးချင်းချင်းနဲ့ကြားလိုက်ရတယ်။ချင်းသေးကြီးအပြင်ထွက်အောင်လန်တန်များနဲ့ထို့စွာမောင်းထုတ်ကြတယ်။ချင်းသေးကြီးကလည်းဒေါသဖြစ်ပြီးဟိတ်ဟောက်ပြီးထွက်လာတယ်။တန်လောင်အင်ဂျင်တဲကချင်းသေးကြီးထွက်လာတာမြင်တော့ပရိသတ်ကလှုပ်လှုပ်ရှားရှားဟစ်အော်အတန်ပြုတ်ကြတယ်။ချင်းသေးကြီးကလည်းစမန်ထပြီးဟိတ်ဟောက်နေပါတယ်။အင်ဒရိုစလီကကြောက်လွန်းလွန်းတကူလုံးတဆက်ဆက်တုံးနေတယ်။မကြည့်ပဲမနေနိုင်လို့မျက်စိဖွင့်ကြည့်လိုက်တဲ့အခါချင်းသေးကြီးက အင်ဒိုစလီကိုအကဲခတ်တယ်လို့စူးစူးဆိုင်ဆိုင်ကြည့်ရင်လူလာခောက်တုံသွားလာနေအနံ့ခံတယ်လို့လည်းအသက်ရှူနေပုံရတယ်ပရိသတ်ကြီးကတော့ချင်းသေးကြီးကအင်ဒိုစလီကိုတဟုန်တို့ခုံအုပ်လိုက်မှာပဲလို့အသေးတရားရနဲ့စောင့်ကြည့်နေတယ်တို့ပေမဲ့သူတို့ထင်တယ်လို့မမြင်ရဘူးချင်းသေးကြီးကခေါင်းကိုစောင်းငယ်စောင်းငယ်နဲ့ညှိထွားတဲ့အတန်းကိုပြူရင်းနဲ့ကြောင်ကြီးတကောင်လုံးအင်ဒိုစလီအနာကိုတိုးဝင်လာတယ်အဲ့ဒီနောက်တော့သူ့ခေါင်းနဲ့အင်ဒိုစလီကိုပုတ်တန်နေတော့တယ်အေကနာ ။အင်ဒိုစလီဟာဆေးကိုပေးလိုက်တဲ့အချင်းသေးကြီးနေမှာပေါ့။ဟုတ်တယ်မလားပါပါ။အေးပေါ့ကွာ။မျိုးစားရဲ့တပ်သားတွေကအင်ဒိုစလီလိုက်ဖမ်းနေတုန်းဒဏ်ရာကြောင့်ရံမပြူနိုင်တဲ့အဲ့ဒီချင်းသေးကြီးတွေ့လို့လှောင်ကျိုက်လုပ်ပြီးဖမ်းလာခဲ့ရတာပေါ့။ဒါဖြင့်အင်ဒိုစလီနဲ့အတူပါလာမှာပေါ့။တူတူပဲပါမလဲကွာ။ချင်းသေးကြီးကိုဖမ်းထားပြီးတပ်သားချုပ်ကပြန်သွားတယ်။ကျန်တဲ့တပ်သားတွေကအင်ဒိုစလီနောက်လိုက်သွားတာပေါ့။အော်အော်ဆက်ပြောပါပါပါ။ချင်းသေးကြီးကအင်ဒရိုစလီကိုမှတ်မိနေတယ်လို့အင်ဒရိုစလီကလည်းချင်းသေးကြီးကိုမှတ်မိသွားတယ်အဲ့ဒီလိုနဲ့ ချင်းလေးနဲ့အင်ဒရိုစလီတို့ကဖက်လဲတကင်တူတို့တူပုတ်သက်ယူရနေကြတာတွေ့တော့ပြိတ္တကြီးကမင်တက်မိတယ်လို့အံ့ဩနေကြတယ်အံ့ဩရာကနေချီကျူးတယ်လို့ဩပါပေးကြတယ်လက်ခုပ်တီးကြတယ်ဩကြဟင့်ကြတယ်ဝဲအန်တာဆုံးတက်ကြွရွှေမြူးဩဟင့်နေတယ်ပြိတ္တကတော့ကြေကျုံအုပ်စုကြီးပေါ်ပါ ဟုတ်မှာပေါ့သူတို့ရွှေမြူးစုတွေကလူတယောက်အတက်ကကြမ်းကြုတ်ရက်စက်တဲ့အန်ဒီကလွတ်သွားပြီတာကိုအေးနောက်ဆုံးတော့ယောမဘီကြီးကိုယ်တိုင်မဖြစ်စဘူးဖြစ်ရတဲ့အကြောင်းချင်းရာကိုစင်မေတော်မူရတယ် အင်ဒိုစလီကချင်းသေးကြီးနဲ့တောထဲမှာတွေ့ပုံချင်းသေးကြီးလက်ကဒံယာကုသပေးပုံကိုပြန်လဲရှောက်ကြတဲ့အခါဘင်းကြီးကအံ့အောင်းချီးမွမ်းပါတယ်တာဇာဒရိဇန်ကြီးတကောင်ကပင်လင်ဂျေဇူးတရားကိုတည်တတ်ပေးတယ်လူချင်းချင်းဂျေဇူးတရားကိုတည်တတ်ကြရအောင်ဒါရကအနေနဲ့အင်ဒိုစလီကိုအသက်ချမ်းသာပေးပြီးကြည်ကျွန်ဘွားကနေလွတ်စေလို့အမိန့်ချတော့မူလိုက်တယ်။အင်းအခုကျွန်တော်တို့ပြောလာခဲ့တာချင်းသေးသုံးကောင်ကြောင်ဖြစ်နေပြီနော်အေး လူသားချင်းချင်းကျေးဇူးတည်တဲ့အကြောင်းနဲ့ဆက်ပြောကြသေးတာပေါ့ကွာဒါဖြင့်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရစေကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကြပါ